မင်္ဂလာပါကျွန်တော်2025ခုနှစ်မှာမိခဲ့တဲ့မိဘဟောင်းနေတွေဟာ question number 3 stylistic stylistic transformation အတွက်ဟိုလေ့ကျင့်ရမယ့်လေ့ကျင့်ခန်းလေးတွေကိုကြည့်ပြီးတော့ဟိုအတူတူလေ့ကျင့်ကြည့်ရအောင် rewrite the sentences according to the instructions given in brackets ကိုယ်နဲ့မှာပြထားတဲ့ညွှန်ကြားချက်တွေအရာစာကြောင်းတွေကိုပြန်ရေးပြီးပါတဲ့ကဲတော့ number 1စာကြည့်ကြအောင် experts say that the amazon rainforest comprises around 50% of all the rainforests in the world. Experts are trending in to do Experts say that trend trending to do pure. Populous or the Amazon rainforest, Amazon Motitorica, comprises around 50% of all the rainforests in the world. Kabawama Shige, Motitori Alu, Nazi Ganulago, Pawan Puzitarevana, Puzipawan Hai, Lupioja. ဒါကိုဘာနဲ့ပြင်ရမှာလဲဆိုတော့ change the sentence into the passive voice passive voice နဲ့ပြင်ရပြီပါ Okay ဒါဆိုရင်ဒီနေ့မှာ expert see the tribute တော့ပြောထားတယ်ကျန်းကျင်သူတွေကပြောထားတယ်အဲ့တော့ကိုကဒီဝတ်ကြတဲ့အကြောင်းကိုရေးတဲ့အခါမျိုးတိုင်းဒီ subject နော် verb object စသဖြင့် ဖြစ်မယ်ပြီးတော့အဲ့ဒီ valve က transitive valve ပေါ့နောက်က object လိုက်လိုက်ရမယ်ဘာကိုပြုတ်လို့တယ်နောက်ပြုတ်လို့တယ်စသဖြင့်အဲ့လိုမျိုးဆိုရင်ဒီဥစ္စာကိုရှစ်တင်လိုက်ပြီးတော့နော် object ကိုရှစ်တင်လိုက်ပြီးတော့ passwords ကိုရည်လို့ရဒါပေမဲ့ဒီလိုမျိုးရည်ဘူးရပြောတဲ့ဥစ္စာမျိုးတွေကြတော့ expert see that true ဒီလိုမျိုးရည်ဘူးရပြောတဲ့ဥစ္စာတွေကြတော့ကိုကဟာရက်တန်းပြီးတော့ the amazon rainforest ဘာညာအဲ့လိုမျိုးသာဆလို့အဆင်မပြေတော့နော်အဲ့တော့တနည်းပြောမယ်ဆိုရင်သူ့ကို impersonal passive voice နဲ့ပြင်ပြီးပြောင်းပေးရအဲ impersonal passive တည်းထုံးစံတိုင်းမယ့် ဒီ criteria 11 12မှာပါတဲ့အနေထားရဆိုရင် itch နဲ့စပြီးပါပြီးတော့သူ့ရဲ့ main verb ကိုကြည့်လိုက်သူက presidents ဖြစ်တဲ့ကြောင့်မလို့ it is set ဒီလိုမျိုးပြော it is set တကယ်လို့များ people see ပါတဲ့ you ရပြောမယ်ဆိုတော့အဲ့ people ပြန်ထည့်ကြရမလို့ဒါနဲ့ဒီနေ့မှာ expert ဆိုပြောတာမလို့ it is set by expert e x p e r t s experts ဒီလိုမျိုးပြောရမှာပေါ့အဲ့တော့အဲ့လိုလေးရေးလိုက်နိုင်ရင်ရ it is set by experts that the Amazon rainforest comprises around 50% of all the rainforests in the world. It is said by experts that the Amazon rainforest comprises around 50% of all the rainforests in the world. Yeah, not the Amazon rainforest, but Amazon Mutito. Two, Tata did not have time to study for the test. တထားကအဲ့ဒီဒီစစ်ဆေးမှုပေါ့နော်စာမေးပွဲပေါ့ဒါအဲ့အတွက်စာလုပ်ဖို့အချိန်မရှိခဲ့ဘူးတဲ့ she did not do very well သူကောင်းကောင်းမဖြေနိုင်ခဲ့ okay ဒါဆိုရင်သူက drawing the sentences using consequently consequently ကိုသုံးပြီးတော့ဝါကျတွေကိုဆက်ပြရဒါကအကြောင်းနဲ့အကျိုးကိုပြတာပါ အကြောင်းနောက်အကျိုးဖြစ်တယ်ပေါ့ cause နဲ့ effect ဒီနည်းပြမယ်ဆိုရင် reason result ဒီညမှာ ဘာကြောင့်ဘာဖြစ်တာလဲစာလုပ်ဖို့အခြေမရှိခဲ့ဒါကြောင့်မလို့စာမေးဖို့မှာကောင်းကောင်းမဖြစ်နိုင်တာအဲ့ဒီမှာ consequently ဆို reset ထုတ်ပြเนาะတနည်းပြောမစေ effect ထုတ်ပြဒါကြောင့်မလို့ consequently ကိုအဲ့ဒီ effect တော့မဟုတ် result ပေါ့ရလက်ကိုပြတဲ့အပိုင်းလေး ਨੇ consequently ဆက်ပြီးဒီနေ့မှာတထားကဆောင်းမွေးကိုကောင်းကောင်းဆောင်းမွေးဖြူဖို့အတွက်ပေါ့နော်ဆောင်းမွေးအတွက်စာလိလာဖို့အခြေမရှိခဲ့ဘူးဆိုတာကအကြောင်းရင်းလေး cause ဒီစာကြောင်း cause effect ကဒီစားကြောင်းဒါ consequently နဲ့ဆက်ပြီးရမယ်ဆိုတော့အဲ့ဒီ effect အရှိမှာ consequently ထည့်ပြီးအဲ့ဘလူးပြောလို့ရလေ tatha did not have time to study for the test ပြီးရင်ကောမမကုတ်ပဲနဲ့ semicolon လေးချပေးရဟာပဲနော်ပြီးသွားရင် consequently ကောမလေးကို she did not do very well ဒီလိုမျိုးပြောရင်ရ အဲ့တော့ full stop ချပြီးတော့ consequently ကိုအစားဆုံးနဲ့ပြင်ရင်းနေရဒါတချို့ကျတော့ကတိကဖက်ကြီးစဉ်းစားတဲ့ကြတာပေါ့ drive ပါတဲ့အတွက်ကြောင့်မလို့ဟိုစားတောင်းနှစ်ကြောင်းတစ်ကြောင်းနဲ့ဖြစ်ရမယ် full stop ချပြီးပြန်ဆက်တာအဆင်မပြေဘူးပါညာအဲ့လိုမျိုးလေးတွေပြောနေကြမှာဆိုလို့ကိုကဟိုနော်ဟိုအဆုံးလွတ်တဲ့ပုံစံမျိုးကြီးပေါ့ semi colony နဲ့ဆက်ပြလိုက်မယ်နော် semi colony လို့ပြီးတော့ consequently she did not do very well ဆက်ပြပါမယ်ဒီလိုမျိုးလေးပေါ့ that her did not have time to study for the test consequently she did not do very well number 3 the boy said to his brother ကောင်းလေးကသူ့ရဲ့အကူကိုပြောတယ် you don't have to stay in here with me if it bothers you အဲ့တော့မင်းစိတ်နောက်ရှက်ဖြစ်မယ်ပေါ့နော်စိတ်ရှုပ်မယ်ဆိုရင်ငါနဲ့အတူဒီမှာနေပေးကြမလို့ဘူးတဲ့ဒါတော့ unit 11မှာပါတဲ့ address switch မှာပါတဲ့ပါလို့တဲ့သူကအဖေလို့တဲ့သူကိုပြောတဲ့စကားလေးကိုဒီနေရာမှာ brother ဆိုပြီးပြင်ထားလိုက်တာပေါ့ဟုတ်ပြီအဲ့တော့ direct speech နဲ့ပြီးတော့ reported speech ကိုပြင်ပြမယ်ပြင်ပြမယ်ဆိုတော့လော်လော်လေးပါပဲ the boy ပြောတာဆိုတော့ set to အစာပါတော့လိုက်မလဲ told his brother ဒါက statement ဝေချာတစ်ခုဖြစ်ပါတယ်အဲ subject တွေ verb တွေပါတယ်နော်ဟုတ်တောင်းဖြစ်တောင်းပြတဲ့ statement ဝေချာဖြစ်တယ်အဲ့ဒါမျိုးဆိုရင် that နဲ့ဆက်ပြရ the one to his brother that ပြီးရင်ဒီ direct speech နဲ့ reported speech ကိုပြောင်းတဲ့အခါမျိုးကြရင် pronoun တွေပြောင်းပြရမယ်အဲ့တော့ဘယ်သူပြောင်းမလဲ u ကိုပြောင်းပေးရမယ်ပြီးတော့ tense တွေပြောင်းပေးရမယ် don't have to ဆိုတော့ဒါကို past tense ပြောင်းပေးမယ် to ရဲ့နောက်က verb ကိုတော့မပြင်းနဲ့နော် here ကိုပြောင်းပေးမယ်အခြေအနေနေရာတွေပြတဲ့စကားလုံးဆိုရင် here ကိုပြောင်းပေးမယ် me ကိုပြောင်းပေးမယ်ပြီးတော့ borders ကိုပြောင်းပေးမယ် u ကိုပြောင်းပေးမယ်ဟုတ်ပြီနော်ခေတ္တလေးပြောင်းကြည့်မယ်အဲ့တော့ you ဆိုတာက his brother ကိုပြောတာမို့လို့ဘာသုံးသင့်တယ်လဲ he ပြောင်းလိုက်ပေါ့ don't have ဒါက present tense ဖြစ်တယ် past tense တော့ဆို didn't have ပေါ့သူမဟုတ် did not have ပေါ့ to stay here ဆိုရင်ဗာပြောင်းပြဖို့လိုလေတဲပြောင်းပြဖို့လိုတယ် me ဆိုတာ the boy ဆိုတော့သူ့ကိုပြန်ပြောလိုက်မယ် him if it bothers က present tense ဖြစ်နေတယ် past tense တော့လည်းမဆို e ထလာ you ဆိုတာကသူ့ရဲ့အကိုကိုပြောတယ် object နေရာမှာရှိတယ်ဆိုမလို့ him လေးပြောင်းပြရဒါလေးတည်ပြီးသားနော်အဲ့တော့အကုန်ပေါင်းလိုက်ဘယ်လိုဖြစ်သွားမလဲ the boy to his brother that he didn't have to stay in there with him if it bothered him ဒါဆိုရင်ရပါပြီ Number 4 the growth of the internet was responsible for really speeding up communication အဲ့ internet တွေထွက်တက်လာမှုကအဲ့ဒီဆက်သွယ်ရေးစနစ်တွေအရှိန်မြင့်တက်လာမှုအတွက်ပေါ့နော်တာဝန်ရှိပါတယ် Okay အဲ့တော့ကိုကနေပြီးတော့ပြန်ပြောတဲ့အခါမျိုးတိုင်းသူက the growth of the internet through interest တော့မဟုတ် interest နဲ့ဆက်ပြီးလို့ရတယ်။ verb ကိုကြည့်လိုက်သူက past tense ဖြစ်တဲ့ကြောင့်မလို့ interest နဲ့ဆက်အဲ့တော့ it was the grow of the internet ကိုအလေးနဲ့ထားခြင်းနဲ့ဥစ္စာကို it is to more interest နဲ့လုပ်ပြီးလို့ရနော်ဒီနေ့မှတော့ the grow of the internet ကိုပြောင်းပြီးစီခြင်းနဲ့တွေ့ကြောင်မလို့ it was the grow of the internet ပြီးရင်ပြန်ဆက်ပေးမယ်အဲ့တော့အများသောအားဖြင့်တော့လူပုဂ္ဂိုလ်တွေကိုဟူးနဲ့ဆက်ပြီးတော့တခြားဥစ္စာတွေကို that နဲ့ဆက်တယ်ဒါပေမဲ့လူကိုလည်း that နဲ့ဆက်လို့ရ uh, Demaro Detra Shemare. It was the growth of the internet that was responsible for re, uh, for really speeding up communication. It was the growth of the internet that was responsible for really speeding up communication. Number five, if he make a stupid mistake, he win the win the competition. Touch condition at Tumbia. A touch condition apple and other if clause table. No, if clause my subject had verb 3ပေါ့နော် past participle ဖြစ်မှာဆိုရင် main clause မှာ subject would have verb 3ဒီပုံစံနဲ့တုံးရမှာအဲ့တော့ if clause မှာဒီမှာ had plus verb 3တုံးမှာဆိုရင် had made made ဖြစ်သွားမယ်နော်အဲ့တော့ if he had made a stupid mistake ဆိုဆိုရအမောက်လုတ်ခဲ့မယ်ဆိုရင်အဲဆိုဆိုရအတွက်တော်နေမနော်ဆိုရအမောက်လုတ်ခဲ့မယ်ဆိုရင် he win the competition ပြိုင်ပွဲကို နိုင်မလားမနိုင်ဘူးလဲနိုင်မှာမဟုတ်ဘူးပေါ့ if he had made a stupid mistake he uh would have three to me เนาะအဲ့တော့အငင်းဆိုတော့ would not have when အဲ့ if he had made a stupid mistake he would not have won the competition ဒီမှာကကွင်းစားကွင်းမေးနေပဲပြီးထားဖြစ်တဲ့အကြောင်းမလို့ပြောင်းမှန်ပြန်စဉ်းစားလို့လည်းရသူစူးစူးရောမနော်မိုင်မဲတဲ့အမှားသာမလုပ်ခဲ့ stupid mistake ကိုသာမလုပ်ခဲ့ဘူးဆိုရင်လို့ပြောလို့လည်းရ if he had not made ဒါဆိုရင်တော့သူဘာဖြစ်မလဲနိုင်ရမှာပေါ့ he would have won the competition Tomorrow, if he had not made his stupid mistake he would not have uh, he would have won the competition ဒီဥစားလေးယူလိုက်မယ်နော်သူစိုးစိုးရအမောက်တာမလုပ်ခဲ့ဘူးဆိုရင်ပြိုင်ပွဲကိုအနိုင်ရမှာပေါ့ number 6 a dog was barking at delivery man ခွေးက အော်ဒီပစ္စည်းပို့တဲ့သူပေါ့နော်သူ့ကိုဟောင်းနေတယ် it thought it was a burglar လာ portrait နမလို့သူကထင်တယ်နော်အဲ့ဆိုတော့ it thought he was a burglar ဒီမှာမဆိုင်တကယ်ဟို portrait နမလားနော် portrait နဲ့တခုလားမဟုတ်ပါဘူးဘာလုပ်တဲ့သူလဲပစ္စည်းပို့တဲ့သူဟုတ်ပြီနော်အဲ့တော့တကယ်မဟုတ်တဲ့ဥစ္စာကို area situation ကိုပြောတဲ့အခါမျိုးကြာရင် and real situation သုံးတဲ့ခါကျရင် past tense သုံးပြရနော် past tense သုံးတဲ့ခါမှာတစ်ခါထပ်ပြီးပြောမယ် was to ဘာလို့ဆိုရင်ဒါအတိတ်တုန်းကအကြောင်းပြမယ်ဆိုတကယ်အချင်းကြီးကိုပြောသလိုဖြစ်နေမယ်အဲ့တော့ဟို was အစာဝယ်သုံးပြရနော်အဲ့တော့ as if to as to နဲ့သုံးတဲ့ခါမျိုးကျရင် was အစာဝယ်သုံးပြရကဲဒါဆိုဘယ်လိုပြောရင်ကောင်းမလဲ the dog was barking at delivery man ပြီးရင်ဘာပြောမလဲ as if he was delivery man အစာသုံးမယ်သူတောင် was ပြန်ထည့်လိုက်မယ်ဆိုရင်တကယ် ဘာဂလာလို့ဖြစ်နေမှာအဲ့တော့ကိုကတကယ်မဟုတ်ဘူးလေ unreal situation ပြောတဲ့အခါမှာ past tense မှာ w e ရဝယ်သုံးပြီးရ as if he were a burglar လို့ပြောပြီးရနော်အဲ့တော့ a dog who is barking at delivery man as if as to သုံးလိုက်ရရနော် he were a burglar number 7 if you spend time in nature you will be free from stress အဲ့ဒီတဘာဝမှာအချိန်ကုန်ဆုံးမဲ့ဆိုရင်စိတ်ဖိစီးမှုတွေကနေပြီးတော့တသမင်း โอเคအဲ့တော့အချိန်နဲ့နှစ်ခုကိုကိုယ်ကနေပြောမယ်အာဆိုလိုချင်တာ spending time with nature ပေါ့နော်နောက်တစ်ခုက being free from stress ပေါ့အဲ့တော့ဒီနှစ်ခုကိုအဲ့ the more the less အာ the ear ပုံစံနဲ့သုံးမယ်အဲ့တော့တဘောဝမှာအချိန်ပို့ပြီးတော့ကုံဆုံးလေးလေးစိတ်ဖိစီးမှုတွေကနေပြီးတော့တတလေးလေးလို့ကိုယ်ကပြောอ่ะအဲ့တော့ဘယ်လိုစမလဲအာ negative noun ဆိုတော့ the more time the more time သူတို့ရဲ့အင်ဆာ the more time you spend in nature ဟုတ်ပြီနော် the more time you spend in nature နောက်တစ်ခု free ဆိုရင်တော့ freer ပေါ့ the freer from stress you will be ဒီလိုဖြစ်ရဟုတ်ပြီနော် the freer from stress you will be more free ဘာညာသုံးလို့ရောရဒါနဲ့အဲ့ဒါ informal ဖြစ်တယ်ပုံမှန်အတိုင်းဆိုတော့ free ရဲ့ဒီ comparative degree က free ရပဲဆိုတော့ဒါလေးပဲသုံးလိုက်ပေါ့အများသုံးတဲ့ဥစားပဲသုံးလိုက်ပေါ့ the more time you spend in nature the freer from stress you will be ဒီနေရာမှာ the freer you will be from stress လို့ပြောနေနော် the freer from stress you will be high လို့ပြောအောင်ဘာဖြစ်လို့လဲသူနှိုင်းရှင်တဲ့အခြေအနေက spending time in nature ဒါတခု now being free from stress အဲ့တော့ free from stress go ကိုတတွဲယူအောင် the freer from stress you will be လို့ဖြစ်ရအောင် number 8 jingi held up half phone and started to recording now အဲ့တော့ jingi သူ့ရဲ့ဖုန်းလေးကိုမြောက်ပြီးတော့စပြီးတော့ recording လုပ်တယ်အော် participle phrase ကိုသုံးမယ်။ဒါပြန်နဲ့ဖြစ်တဲ့ကိစ္စကိုပြောမယ်။ဘာလုပ်ပြီးတော့ဘာလုပ်သလဲ။ဖုန်းကိုမြှောက်ပြီးတော့ recording လုပ်တယ်ပေါ့။ဒါကို present participle နဲ့သုံးလိုက်မယ်ဆိုရင် active voice ဖြစ်တဲ့ကြောင့်မို့လို့ present participle နဲ့သုံးမယ်ဆိုတော့ holding app ဖြစ်သွားမယ်။ holding app how for comma ပြီးသွားရင်ဘယ်သူကလုပ်တာလဲ။ရင်ကေကလုပ်တာဆိုတော့ရင်ကေ started recording ။အော်ဒီ participle အလယ်မှာထည့်လို့ရတယ်။ also yingi started recording holding app half full ဒါဆိုလည်းအဆင်ပြေနော်ကိုကြတဲ့ဥစ္စာတစ်ခုတောင်းလိုက်အရှိရဲ့ဥစ္စာတောင်းလိုက်မယ် holding up half full singi started recording number 9 the relationship between diet and nutrition is important diet နဲ့ nutrition တားဆက်စပ်ရေးအရေးကြီးတယ် the influence of environmental factors on them is important သူတို့ပေါ်မှာပတ်ဝန်းကျင်ဆိုင်ရာအကြောင်းရင်းတွေရဲ့လွှမ်းမိုးမှုကလည်းအရေးကြီးတယ် ဘာခိုင်းတာလဲဆိုတော့ join the sentences beginning with not only but also not only but also နဲ့စပြီးရေးပါအဲ့တော့တောင်းသားတွေအများစုက not only but also နဲ့စပြီးရေးပါလို့ပြောလိုက်တာနဲ့ inversion ကိုနားလေကြအဲ့တော့ inversion နဲ့ရေးလို့လည်းရပါ inversion နဲ့ရေးမယ်ဆိုဘယ်လိုစမလဲ not only ပြီးရင်ဒီမှာ subject verb ကိုကြားမြန်လုပ်လိုက်မယ်ဒီအဲ့တော့ဒီမှာ verb က is subject of the relationship between diet and nutrition so not only is the relationship between diet and nutrition important comma ကိုလိုက်မယ်ပြီးရင် batch ပြန်စပြီးရင် the influence or environmental factor on them is also အမှတ်တမ်း also important ဒါဆိုလေရဲ့ ဟုတ်ပြီနော်ဒါ inversion ပုံစံနဲ့ဖြေတာဒါပေမဲ့ဒီနေရာမှာ beginning with not only but also နဲ့ဆက်ပါလို့ပဲစပါလို့ပဲပြောထားတယ် inversion နဲ့ဖြေပါလို့နော် conjunction ပုံစံနဲ့ဖြေပါလို့ဒီလိုမျိုးလေးတွေမပြောထားဘူးမပြောထားတဲ့အခါကျတော့တို့ပုံမှန်တိုင်း conjunction လိုမျိုးဆက်လို့လည်းရ the relationship between diet and nutrition ဒါ not only နဲ့ဆက်ပြီးတော့မှ the influence of environmental factors on them တော့ပါလို့ဆိုနေဆက်ပြီးတော့မှ verb ကို is important triple လေးရ အဲ့ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲ not only the relationship between diet and nutrition but also the influence of environmental factors on them is important ဒီလိုမျိုးဖြစ်သွားမှာပေါ့အဲ့ဒါနှစ်ခုစုံတော့ဘာနဲ့စာရာကြီးပဲလဲ not only but also not only နဲ့စာရာကြီးပဲပေါ့အဲ့တော့ဒီမှာ not only is the relationship between diet and nutrition important, but the influence of environmental factors on them is also important. Not only the relationship between diet and nutrition, but also the influence of environmental factors on them is important. Number 10. She always listens patiently to her friends. Even when their stories are repetitive, သူတို့ရဲ့ဇလန်းတွေကထက်တလဲဖြစ်နေဒါပဲတက်ကထက်ကပြောနေအောင်မသူကစိတ်ရှိလက်ရှိလीနားထောင်ပြီးပါတယ်အဲ့တော့ဘလောက်ပဲဒါတော့ contrast ပြောမှာပေါ့နော်အဲ့တော့တကယ်ဆိုရင်တော့သူထက်ကထက်ကဖြစ်နေမှာဆိုစိတ်ရှိလက်ရှိနားထောင်ရတော့မရှိဘူးလीအဲ့တော့အဲ့လိုမျိုး contrast transition တဲ့အခါမှာじゃ numerator ဟောင်းတော့လိုက်ဘလောက်ပေးပါဖြစ်လဲထက်တလဲလဲဖြစ်နေပါစီဒီနေရာမှာတော့ no matter how နဲ့ပြီးဟဲ့တော့ကြောင့်မလို့ကိုယ်စဉ်းစားတာပို့လို့လေသူရဲ့နောက်က adjective တွေတုံးလာအဲဆို no matter how repetitive repetitive ဘယ်သူတွေလဲ they have stories are ကောမာကုတ်ပြီးတော့ she always listens patiently to her friends အစင်ပြတာပေါ့အဲ့တော့ no matter ဥစားအလင်မှာထားလို့လည်းရတယ် she always listens patiently to her friends no matter how repetitive their stories are နော် no matter အရှိတင်လို့လည်းရတယ်အလင်မှာထားလို့လည်းရတယ်ကိုကြိုက်တယ်လို့ကိုရေးနော်အမှန်မို့ပဲအရေးကြီးတာပေါ့အဲ့တော့ဆိုရင်အခုဒီ အစတန်လစ်ထရန်ဆာမေးရှင်းပုံစံအမျိုးမျိုးကိုအော်မိကွန်းတကယ်မိလာခဲ့တဲ့မိကွန်းတွေမှာဘယ်လိုစဉ်းစားရမလဲဘယ်လိုဖြေဆိုရမလဲဆိုတော့ကောင်းကောင်းနားလည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်